အခုဆိုရင်9လပိုင်းနဲ့ကိုရောက်ရှိလာပြီဖြစ်ပါတယ်9လပိုင်းနဲ့ကိုရောက်ရှိလာတယ်ဆိုတဲ့အခါမှာမိတ်ဆွေတို့အနီနဲ့ထူးထူးခြားခြားတွေ့ကြုံခံစားရမယ်ပြဿနာတစ်ခုကိုပြောပါဆိုရင်စိတ်နှက်ခွဖြစ်တတ်တဲ့ပြဿနာလို့အတတ်မှတ်ရမှာဖြစ်ပါတယ်9လပိုင်းဆိုရင်ကာလာတွေ့မှာကျွန်တော်ဒီကိုဘင်းလာမေးရဲ့လူကြီးတော်တော်များများအနီနဲ့ဒွိဟာဖြစ်စီရတဲ့အယံများနေရတွေ့ရတယ်ဒါအကြောင်းကျွန်တော်9လပိုင်းကိုတေချာလေးတွက်ချက်ကြည့်တယ်ဆိုတဲ့အနေထားမှာ9လပိုင်းကလမ်းပြောက်စရာလေးဒီအနေနဲ့အများဒွိဟာဖြစ်စီရကောင်းလောက်တဲ့အခိုက်အတန့်မျိုးလေးဒီကြုံနေရတတ်တာမျိုးကိုတွေ့ တွေ့နေရတာဖြစ်ပါတယ်အဲ့အတွက်ကြောင့်ငားလာမယ်ဆိုကာလာမှာလူတော်တော်များများဖြစ်လေဖြစ်တာရှိမဲ့ပြဿနာအနေနဲ့ဆိုရင်စိတ်နှစ်ခွဖြစ်ရတတ်တယ်နှစ်ခုနှစ်ခွရှင်တွဲပြီးတော့မှရွေးချယ်ရစဉ်းစားရဆုံးဖြတ်ချက်ချရခက်ခဲတတ်တဲ့အပိုင်းမျိုးတွေများစွာကြုံလာတတ်တာဖြစ်ပါတယ် အလုပ်ပြောင်းရင်ကောင်းမလားမပြောင်းရင်ကောင်းမလားဒါလေးလုပ်ရင်ကောင်းမလားဟိုလေးလုပ်ရင်ကောင်းမလားစသဖြင့်တွေ့ဝေရတတ်တဲ့အပိုင်းမျိုးလေးတွေကြုံလာတတ်တဲ့လမ်းပြောင်းနေတယ်လူကြီးတော်လည်းမဟုတ်ဘူးပေါ့ဗျာဒါပေမဲ့ကိုယ့်ရဲ့ခေါင်းထဲမှာကိုကိုယ်တိုင်ဆုံးဖြတ်ချက်ချရာအခက်ခဲနေတတ်တဲ့အဖြစ်ပြက်အခိုက်အတန့်မျိုးတွေကြုံနေရတတ်တဲ့သဘောတရားဖြစ်ပါတယ်ငါဒါလေးလုပ်ရင်ကောင်းမလားငါဒါလေးလုပ်လိုက်မယ်မှားသွားရင်လည်းငါဘယ်လိုဖြစ်မလဲဒါလေးလုပ်လိုက်တာအစင်ရောပြေမပြေပါမလား ဒီဟာလေးရောငါတို့ကကောင်းအောင်ကောင်းပါမလားစသဖြင့်ရွေးချယ်ရစဉ်းစားရခက်ခဲရတတ်တဲ့အပိုင်းမျိုးလေးတွေကြုံလာတတ်တာဖြစ်တဲ့အတွက်ကြောင့်ကိုကိုတိုင်းအနေနဲ့ကဆုံးမချက်မချရတော့အာငါခီးထွက်မလို့ကွာခုနှစ်ရက်နေသွားရင်ကောင်းမလားဆယ်ရက်နေသွားရင်ကောင်းမလား အဲအဲ့လိုမျိုးပေါ့နော်အထူးကတော့ကိုကိုကိုဆုံးဖြတ်ချက်ချနိုင်စွမ်းနေပျောက်ဆုံးနေတတ်တယ်ဆိုတဲ့အနေထားမျိုးလေးတွေ့ရတာဖြစ်ပါတယ်အဲ့အတွက်ကြောင့်ငါးလပိုင်းဆိုတဲ့ကာလမှာမိဆွေတို့အနေနဲ့တော်တော်များများကြုံတွေ့ရမယ့်ပြဿနာဆိုရင်စဉ်းစားရဆုံးဖြတ်ချက်ချရဝေဖန်ရပိုင်းဖြတ်ချက်ချရတာခက်ခဲစရာကောင်းတဲ့အဖြစ်အပျက်မျိုးကြုံတွေ့လာရတတ်တာဖြစ်ပါတယ်ခင်ဗျအဲ့အတွက်ကြောင့်ငါးလပိုင်းဆိုတဲ့ကာလတွေမှာမိဆွေတို့တွေအနေနဲ့နှစ်ခုနှစ်ခုရှင်ပြီးတော့ရွေးချယ်စရာတွေများကြုံလာရရင်အကောင်းဆုံးကတော့ဘေးနေမေးလိုက်ပါပါနော်စလာပါအကောင်းဆုံးက တော့မိမိစိတ်ထဲမှာဖြစ်ရှင်နေတဲ့အရာလှုပ်ရှင်နေတဲ့အရာကိုပဲရှည်တန်းတင်ပြီးတော့မှလှုပ်ဆောင်လိုက်ပါပေါ့အဲ့ဒါဆိုရင်ကကိုယ့်အတွက်ပိုကောင်းပါလိမ့်မယ်နော်အဓိကတော့ဗျာသူများတွေပြောပြီးတော့မှအဲဘယ်လိုရမလဲသူများတွေကအကြံဉာဏ်ပေးတာတွေကိုနားမထောင်ဘဲနဲ့ကိုကိုယ်တိုင်နေနေကငါဒါလေးတော့လှုပ်ရှင်တဲ့စိတ်ဘူးပြောနေရဆိုကောက်လှုပ်ပလိုက်ဒါဒါလိုမျိုးအနေထားကိုယ့်အတွက်အဆင်ပြေသွားမှာဖြစ်ပါတယ်ပြီးတော့ပြဿနာနောက်ထပ်တစ်ခုရှိတာက အားငယ်တဲ့ပြဿနာဗျ9လပိုင်းစရိကာလအတွင်းမှာလူတော်တော်များများအနေနဲ့ကတစုံတယောက်ယောက်စီကနေပြီးတော့မှချစ်ချင်းမေတ္တာတွေကိုမျှော်လင့်နေမိတဲ့အခိုက်အတန့်မျိုးတွေကြုံလာတတ်တယ်ဒါက9လပိုင်းအတွင်းမှာနိနန်သာသမီတော်တော်များများဖြစ်လိဖြစ်တာရှိမဲ့ပြဿနာပဲအားပေးမှုတွေလိုအပ်နေတဲ့ပုံစံပေါ့ Okay ငါလာပိုင်းကိုရောက်ပြီငါအလုပ်တွေပြန်ကျိုးသားတော့မယ်ဒါပေမဲ့ motivation လိုနေတယ်တယောက်ယောက်ကနေကိုယ်ကိုတွန်းအားလေးပေးလိုက်တာမျိုးလေးကိုကိုကလိုချင်နေတဲ့ပုံစံမျိုးလေးဖြစ်နေတတ်တယ်အဲတကယ်ကိုကကောင်းပါလေးရှိထားရဲဆိုလို့ရှင်အေးကောင်းပါလေးရေငါအလုပ်လေးတွေပြန်လုပ်မလို့ငါဒါလေးဒါလေး းလုံးမလို့ငေါ့နဲလောက်လေး motivation လေးပေးပါဦးအဲကိုကိုရဲဒါလေးလုံးလိုက်ပါအဲဒါလေးကကောင်းတယ်ကိုကိုကြိုးစားနိုင်ပါတယ်အဲဆိုလိုချင်တာကဗျာကို့တရားရောက်ကနေပြီးတော့မှဟဲ့အောင်မင်းကြိုးစားဟဲ့အောင်မင်းဒါလေးလုံးမင်းချမင်းလုံးနိုင်တယ်မင်းမှာစွမ်းတတ္တိအများရှိတယ်မင်းလုံးနိုင်တယ်ဆိုတာငါယုံကြည်တယ်မင်းလုံးကိုလုံးအဲအဲ့လိုမျိုးပေါ့နော်တရားရောက်ကနေကို့ကိုတွန်းအားပေးပြီးတော့မှ ပြောတာဆိုတာမျိုးကိုယ့်ကိုတယောက်ကနေ pressure ပေးလိုက်တဲ့ဟာမျိုးလေးကိုမျောလင့်နေပြီးတက်တဲ့ပုံစံမျိုးလေးတွေစိတ်ထဲမှာခံစားရတတ်တယ်။တယောက်စီရဗျာအားပေးမှုတွေကိုလိုချင်နေတဲ့ပုံစံမျိုးကိုယ့်ကတယောက်ကနေတာမင်းကြိုးစားအာငါငါငါဟိုကြိုးစားကွာမင်းတကယ်ငါမျိုးသဘောချတယ်မင်းကြိုးစားမှန်တယ်မင်းဆက်လို့အယောင်ကြီးကောင်းတယ်အဲ့လိုမျိုးလေးတယောက်ကနေကိုယ့်ကိုပြောကြည့်လိုက်အသေးလေးနင်းလုံးမဲ့လူတွေကြီးပဲဒီဘူးတွေထဲမှာပါတဲ့လူတွေကတော့အဲ့လိုပုံစံမျိုးပဲကျွန်တော်ဆိုလိုချင်တာနားလဲတာအဲ့တော့ကြောင့်မလို့ချစ်သူကြီးသားရှိထားတဲ့မိတ်ဆွေတွေအနေနဲ့ကလည်းဒီငါးလပိုင်းတွေကိုရောက်ပြီဆိုရင်ကိုယ့်ရဲ့ချစ်သူကြီးသားကို 꼭 ကိုကိုတိုင်အနေနဲ့ပြန်ပြီးတော့အားပေးရမယ်ကိုမကောင်လေးရှိတယ်ဆိုလေကိုကောင်လေးဘာကြီးလုံနေလဲသူ့မှာအခက်ခဲဖြစ်နေလားကိုကိုကြီးအလုပ်တိတိချာလုံနော်ကိုကိုကြီးဒါလေးတော့ဒီလိုလေးကြိုးစားနော်ဘီဘီလေးကိုကြီးနားမှာအမြင်နဲ့ရှိနေပြီဘီဘီလေးအဲကိုကြီးနားမှာအမြင်နဲ့ရှိနေပြီမှာကိုကြီးဖြစ်ချင်တဲ့အရာတွေကိုကိုကြီးရဲ့နားမှာအမြင်နဲ့ရှိနေပြီမှာကိုကြီးကိုအဲတက်နိုင်သူကြီးကိုကြီးဘီဘီလေးဘီဘီလေးကိုကြီးကိုကူညီပေးမယ်ဒီလိုပုံစံမျိုးလေးတွေများတော့အဖြစ်ပြောပေးပါအဲ့ဒါဆိုလို့ရှိရင်အရန်ကိုကြိုးစားကြမယ်ယောက်ျားအတူကြီးဖြစ်သွားမှာဖြစ်ပါတယ်ခင်ဗျအဲ့ဒါကြောင့်မလို့အဲ့ဒါကြောင့်မလို့ဒီ9လပိုင်းဆိုကာလာတွင်းမှာချစ်တူရီသားရှိထားတဲ့သူတွေအနေနဲ့ကအကိုရဲ့ချစ် ူကြီးသားကိုယ့်ရဲ့အိမ်နောင်ဘက်ကိုအားပေးတာမျိုးလေးလုပ်ပါအားပေးတဲ့စကားမျိုးတွေပြောကြည့်ပါအဲ့ဒါဆိုရင်အဲ့လူတယောက်ကပို့ပြီးတော့မှဟိုလှုပ်ချင်ခံရတဲ့အပြည့်အဝနဲ့ motivation တွေအပြည့်နဲ့နေမညာညာမနာအလုပ်တွေတောင်းလျှောက်ကြီးကိုလုပ်နေမှာဖြစ်ပါတယ်ခင်ဗျဒါက၅လဝင်ဆိုကာလာတွဲမှာလူတော်တော်များများကြုံတွေ့နေရတဲ့ပြဿနာဖြစ်ပါတယ်ထို့တူပဲမိန်းကလေးတွေဆိုလည်းအဲ့လိုမျိုးပဲမိန်းကလေးတွေငါငါအလုပ်တွေပင်ပန်းနေရကွာအလုပ်တွေအလုပ်တွေကိုကမနော်အလုပ်တွေကြိုးစားနေရအလုပ်တွေလုပ်နေရတယ်ကိုယ့်ရဲ့ရည်သားစီကနေကိုယ့်ရဲ့ချစ်သူရည်သားကောင်းလေးစီကနေပြီးတော့မှ အားပေးမှုလေးတွေနှွေးထွေးမှုလေးတွေလိုအပ်နေတဲ့ပုံစံမျိုးလေးရှိပါတယ်ဒီအတွက်ကြောင့်ဒီလိုကာလတွေမှာယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးလေးဖြစ်ဖြစ်เนา အဲအားပေးမှုလေးတွေလောက်ပါမော်တီဗေးရှင်းလေးတွေပေးပါအဲကိုကိုရေးကြိုးစားတော့ချစ်တဲ့အားပွားကိုကိုလို့တော့တော်တယ်အဲဒီလိုလေးတွေများသောအဖြစ်ပြောပေးပါကိုယ်ကောင်ပါလေးဆိုလို့ရှိရင်လည်းဟာကလေးလေးရေတော်တယ်ကွာကလေးလေးကြိုးစားမိုက်တယ်ကွာကလေးလေးဘူယူရိုက်ထားမိုက်တယ်ကွာဟာကလေးလေးအားဝတ်ထားလှလိုက်တာအဲအဲ့လိုလေးတွေပေါ့နော်မော်တီဗေးရှင်းပုံစံမျိုးလေးတွေစကားလေးတွေကိုတုံးတုံးပြီးတော့မှပြောပေးပါနော်ဒီနေရာမှာချစ်တူရီတာမရှိထားတဲ့သူတွေအနေနဲ့ကတော့ဘာမှကိုလောက်ရမှာမဟုတ်ဘူးမင်းတို့တွေကိုအားပေးမဲ့သူလည်းတိတ်ပြီးလို့ရှိမှာမဟုတ်ဘူးဆိုတော့ချစ်တူရီတာမရှိခဲ့သူတွေကတော့ဒီတိုင်းပလိန်ကြီးကိုယ့်အနေကိုတယောက်တည်းကြီးခွဲခံစားပြီးတော့မှအဲတယောက်တည်းအားနေအိမ် နေအဲ့လိုပုံစံမျိုးဖြစ်မဲ့သဘောတရားကြီးတော့တွားရတယ်ပေါ့နော်ဒါကတော့ချစ်လူကြီးဒါမရှိတဲ့သူတွေကိုပြောပြတာပါချစ်လူကြီးဒါမရှိတဲ့သူတွေတော့အထီးကျန်ဆန်တဲ့အဲငါးလပိုင်းလေးကိုဖြတ်တန်းရအောင်မှာဖြစ်ပါတယ်ခင်ဗျာနော်โอเคပါကဲဒါလေးကတော့အဲငါးလပိုင်းနဲ့ပတ်သက်ပြီးတော့မှအသိထားသင့်တဲ့အချက်လက်လေးတွေကိုလာရောက်ပြီးတော့မှမျှဝေပေးတာဖြစ်ပါတယ်ခင်ဗျာကဲအားလုံးပဲမင်္ဂလာပါအားလုံးပဲချစ်စမိုက်တင်ပါတယ်ခင်ဗျာ